အားလုံးမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမယ့် UEFA Nation League Quarter Final ဒုတိယအကြော့ပွဲကောင်း2ပွဲကို preview လုပ်ပါမယ်ပေါ်တူဂီနဲ့ဒိန်းမတ်တို့ကစားကြမယ့်ဒုတိယအကြော့ပွဲစီမြန်မာစံတော်ချိန်2:15မိနစ်မှာဖြစ်ပါတယ် ထမကြော့မှာဒိမတ်ကပွဲချိန်88မိနစ်မှာဟွိုင်လန်ရဲ့တွင်းကိုနဲ့1-0ဆိုပြီးတော့နိုင်တယ်။အဲ့ဒီပွဲမှာဖွင့်ပေးခဲ့တဲ့ဂျေးဒီအဝေးဝင်ပေါ်တူဂီကနဲ့တရင်နှုတ်80နဲ့ဂိုးပေါင်းဂျေးက2အနှုတ်65ဖြစ်ပါတယ်။ပေါ်တူဂီရဲ့လက်ရှိကမ္ဘာအဆင့်သတ်မှတ်ချက်ဒီ Ranking 6နေရာမှာရှိပါတယ်။ဒိမတ်ကတော့ Number 21မှာရှိပါတယ်။ပထမကြော့မှာကစားခဲ့တဲ့ပေါ်တူဂီရဲ့ရှေ့ဆွမ်းကိုနည်းနည်းလေးပြန်ကြည့်ရင်ပထမကြော့မှာပေါ်တူဂီကစားပုံဒီတော်တော်လေးယိုတိယော့ရဲ့ဖြစ်တယ်ဗျ။ကိုသမားကောင်းတော့သူတို့ဂိုးပြတ်မရှုံးခဲ့တော့ ဒါပေမဲ့အဖက်ဖက်ကိုပြန်ကြည့်ရင်ပထမအကြော့မှာဖွင့်ပေးခဲ့တဲ့ပေါ်တူဂီသင်းရဲ့ဘော်ဒီဂျေယောနောက်တစ်ခုကပထမအကြော့ပွဲစဉ်ဖြစ်နေတာရောဟာပေါ်တူဂီဒီပထမအကြော့မှာလုံးဝအနိုင်မရနိုင်ဘူးဆိုတော့ကိုကျွန်တော်ထင်ထင်ရှားရှားမြင်ရတယ်အနည်းဆုံးတရေရလာတော့ပဲသူပြင်ဆင်လာခဲ့ပုံတူတယ်အခုလူတွေအကြော့ကတော့နိုင်မကိုဖြစ်ပါဗျာသူသဖြင့်ဒီပေါ်တူဂီသင်းရဲ့နေပြမာတီနက်စ်ပေါ့သူဒီပထမအချိန်မှာဘယ်လ်ဂျီယံသင်းရဲ့ရွှေအောင်မျိုးဆက်ကိုသူကင်ဘရယ်ကင်းရခဲ့တယ် ါပေမဲ့ဘောင်းအောင်မြင်မှုမှလောလောလာလာမရောက်ခဲ့ဘူးဟိုနောက်မှာစီမီဖိုင်နယ်ရောက်တယ်ဒီနောက်မှာ quarter final ရောက်တယ်ဒီလောက်ကလွယ်လို့ဒီ belgium အသင်းအတွက်ဘာမှသူမယူပေးနိုင်ခဲ့ဘူးကမ္ဘာအကောင်းဆုံးအသင်းကိုသူကင်တွယ်ခွင့်ရခဲ့တာအခုလည်းဒီ cl7 ရဲ့နောက်ဆုံးနှစ်တွေကိုသူကင်တွယ်ခွင့်ထပ်ရတယ်အသက်ကြီးနေပေမဲ့ဒီ cl7 ရဲ့နိုင်ပွဲအပေါ်အောင်ပွဲအပေါ်ဆာလွန်နဲ့စိတ်တွေပြိုင်ပွဲထဲမှာသူ့ရဲ့ပုံစံတွေဟာ belgium တစ်သင်းလုံးထက်ပိုတာတယ် ပြီးတော့ဒီဝက်လက်ခန်းထဲမှာဆရာဆက်မတယောက်ထဲနဲ့စကားပြောရတာဒီဘယ်ဆရာတစ်သိန်းလုံးနဲ့စကားပြောရတာထက်ပိုပြီးတော့ဖိအားများတယ်ပြီးတော့ဒီလက်ချစ် nationally တိုင်ပွဲတွေတာမန်ကစားသမားတယောက်အတွက်တော့ဒါရှစ်ဆက်ပွဲတာတာပွဲလို့ပဲသဘောထားပဲမဲ့ခရစ္စတီယာနိုရော်နယ်ဒိုအတွက်တော့ဒါဒီဆူဖလားပြန်ပွဲပဲဒီကစားသမားမှာပေါ့ပေါ့တန်တန်သဘောထားတဲ့ပြန်ပွဲဆိုတာတပွဲမှမရှိဘူးနောက်တစ်ခုဒီ CR7 ကစားခဲ့တဲ့တစ်ချက်လုံးမှာတနာစရာကောင်းတာက CR7 နဲ့ Leo Messi ကြားမှာမိတ်ဆွေကောင်းရှားပါတဲ့အဆက်ပဲဗျာ ခရစ်စတီယိုရိုနယ်ဒိုလိုကသမားမျိုးရှိနေရတဲ့ရာဖေးလီယိုဒီသူလုပ်ချင်တာသူလုပ်နေတာဘရူနိုဖာနန်ဒက်စ်ဒီဒဇင်ထောင်းနေပေါ်တူဂီအသင်းမှာဆရာဆက်ပန်းကိုတိတိတသားထောက်ပံ့ပေးတဲ့သူဆိုလို့ဘာလို့ဆေးဘွားလောက်ပဲကျွန်တော်တို့မြင်ရတယ်အသင်းအပေါ်မှာဆရာဆက်ပန်းရဲ့အော်သာညောင်းမှုတွေတဖြည်းဖြည်းရော့ကျလာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဆရာဆက်ပန်းနဲ့လီယိုမက်ဆီကြားမှာအဓိကကြွားသွားတဲ့အချက်ပဲ အာဂျင်တီးနားလက်ရေးစင်အသင်းမှာဒီမာရီယာအကောင်းဆုံးဖြစ်နေတဲ့အစိမ်းပါတောင်းဒီကစားသမားတွေမက်ဆီကိုကြော်ပြီးဘာမှမလုပ်ဘူးသူရဲ့နံပါတ်1တာဂတ်ဒီမက်ဆီကိုထောက်ပံ့ပေးနိုင်ဖို့ပဲအဲ့လိုပဲလော်တာရိုမာတီနက်စ်ဘာပြဿနာမှမရှိဘူးသူရဲ့နံပါတ်1ဒီအာဂျင်တီးနားအသင်းမဟုတ်ဘူးသူတို့ရဲ့နံပါတ်1ကလီယိုမက်ဆီပဲနော်ပေါ်လိုဒိုင်ဗာလာလို့ကစားသမားမျိုးတောင်းလီယိုမက်ဆီချီလို့ပွဲထွက်ခွင့်မရနိုင်လို့ဒီအာဂျင်တီးနားအသင်းကလည်းနားယူမယ်ပါညာဆိုပြီးတော့သူပြောတယ်တော့ဂလန်ကစားမလုပ်ဘူးအဲ့ဒီအစအခါလီယိုမက်ဆီနဲ့ ခရစ်စတီယာနိုရော်နာဒိုကြားမှာကွာသွားတဲ့အဆက်ပဲနံပါတ်9ရောမှာကိုယ့်ရဲ့ teammate တီခရစ်စတီယာနိုရော်နာဒိုဖြစ်နေရတဲ့ရာဖေးလီယိုလိုကစားသမားကပါဇန်မလုပ်တာတော့ crossing မလုပ်တာတော့ကတော့တော်တော်လေးရုပ်ပေါက်လွန်းတယ်ဗျာဒိမတ်ကိုကြည့်တော့ဒီပွဲကိုအနိုင်နဲ့စပြီးတော့ဒိမတ်ကကစားရမှာကိုပြတ်မရှုံးဖို့တရင်မကြဖို့ကိုပဲသူဥတီလာမှာဒီသင်းရဲ့လက်တလုံးဆွမ်းဆောင်ရင်မှာအဝေးဝန်းဆွမ်းဆောင်ရင်မှာစပိန်ကို1-0နဲ့သူတို့ရှုံးတယ်ဆွစ်ဇာလန်ကို2-2တရင်ကစားတယ်ဆာဗီယာအသဲကိုလည်းသူတို့ဂိုးမရှိတရင်ကစားတယ် ဆိုတော့ဒိမတ်အသင်းရဲ့လွတ်တလောအဝေးခွင်ဆွမ်းဆောင်ရည်ဒီမညံ့ဘူးဒါပေမဲ့ကောင်းတဲ့အထဲမှာလည်းမပါပါဘူးဗျာဒီဘက်မှာဖွင့်ထားတဲ့ဂျေးကိုကြည့်ရင်ပေါ်တူဂီကနေ1.65ပေါ်ဂျီဂျေးနဲ့ဂိုးပေါင်းဂျေးက3.60ဖြစ်ပါတယ်ဒီဂျေးကမြန်မာစံတော်ချင်းညနေ3:48မိနစ်မှာဖွင့်ပေးထားတဲ့ဂျေးဗျာ1:2မှာပေါ်တူဂီအနိုင်ကို62ပဲပေးထားတယ်ဒိမတ်အနိုင်ကိုတော့60နဲ့တရေကျရင်40ဝဲရမယ်ဒိမတ်တို့ဂိုးရဖို့ခက်ခဲမယ်ဆိုတဲ့ဂျေးကိုဖွင့်ထားပေးပါတယ်မိနစ်60အတွင်းမှာ ဒါမှမဟုတ်ကိုမရနိုင်ဘူးဆိုတော့ဂျင်းမျိုးကိုဖွင့်ထားပေးတယ်ပေါ်တူဂီကိုကြည့်တဲ့အခါပရမမိုင်၄၅မိနစ်မှာလည်းကပေါ်တူဂီသည်1 0လောက်နဲ့စပြီးတော့ဥဆောင်လိမ့်မယ်ဆိုတော့ဂျင်းမျိုးဖွင့်ထားပြီးတော့ဒုတိယပိုင်း၄၅မိနစ်မှာလည်းပေါ်တူဂီဟာနောက်ထပ်တကူဆက်ပြီးတော့ရသွားလိမ့်မယ်ဆိုတော့ဂျင်းကိုလည်းဖွင့်ထားပေးတယ်ဆိုတော့ဒီပွဲမှာပေါ်တူဂီဟာအနည်းဆုံး1 0လောက်နဲ့အနိုင်ရသွားနိုင်ခြင်းရှိတယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာပေါ်တူဂီအသင်းရဲ့ဘော်ဒီတစ်ချောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ် နောက်ထပ်တပွဲက Spain နဲ့ Netherlands တို့ကစားကြမဲ့ပွဲဒီပွဲလည်း2နာရီ15မှာပဲဗျပထမကြော့ပေါ်နှစ်ဂိုးစီတရေကြတယ်60ပေါင်3မိနစ်မှာ Mikel Moreno ရဲ့နောက်ကျဂိုးနဲ့ Spain ဟာကန်ကောင်းပြီးတော့တရေကြတယ်အဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ဂျေးက Spain ကနေတရေနှုတ်30နဲ့ဂိုးပေါင်းဂျေးကနှစ်အနှုတ်60ဆိုပြီးတော့ဖွင့်ခဲ့တာပထမကြော့ဒီ Netherlands မြန်မာကစားခဲ့တဲ့ပွဲကိုနည်းနည်းလေးပြန်ကြည့်ရင် Spain ကဘာမှသိမ့်မမဲရမလုပ်နိုင်ခဲ့ဘူးဗျသူတို့တယောက်တာသွားတဲ့ဒီပွဲချိန်နောက်ပိုင်း ဆယ်မိနစ်လောက်ကိုပဲတိတိတတ်တဖိပြီးတော့ကစားခဲ့တာသူတို့ရခဲ့တဲ့ပထမဂိုးကလည်း Netherlands ကစားသမားနောက်ခံကစားသမားတွေအစွန်ကလို့အမှားကြောင့်သူတို့ရသွားတယ်ဒုတိယဂိုးကလည်းပွဲပြီးကန်ဒီမှာကတ်ပြီးတော့ရသွားတာပထမအကြော့ပွဲမှာလမင်ယာမားရှေ့ပြောက်တယ်ဘော်ဒါတာဆိုပါမန်းတော်တိတိတတ်တမတွေ့ရအောင်နောက် Fabian နဲ့ထင်တယ်လို့မှကစားနိုင်ဘူးဗျစပိန်အသင်းမှာ Nico Williams တကူးပဲကောင်းကောင်းကစားနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် ဒုတိယပိုင်းမိနစ်60ကျော်ပေါ့ဒါနေအော်မိုနဲ့အော်ရာဇာဘယ်ဒီဇာလမန်အိုးဝယ်လာမှစပိန်ဒီနည်းနည်းလေးပြန်ပြီးတော့ညင်လာတာကိုတွေ့ရတယ်။ဒါပေမဲ့စပိန်အသင်းရဲ့အဓိကအားသာချက်တွေအသင်းရဲ့ပထမပွဲထွက်ကစားသမား12ဦးနဲ့အရန်ကစားသမားတွေကြားမှာဆွမ်းဆောင်ရည်တိတိတတ်တာမကွာတဲ့အဆက်ပဲ။အထူးသဖြင့်ဒီအသင်းရဲ့အရန်ထိုင်ကုန်မှာဗျာဒန်နီအော်မိုတို့မီကေမော်ရီနိုတို့ဒီလိုကစားသမားတွေထိုင်နေတာဟာနောက်ဆုံးအချိန်ထိငါတို့ကိုးရနိုင်သေးတယ်ဆိုတော့မျောလင့်ချက်ကိုဖြစ်စေတာပါ နယ်သာလန်သင်းကိုကြည့်တော့နယ်သာလန်ကပထမအကြော့မှာတော်တော်လေးကောင်းခဲ့တယ်ဗျပထမအကြော့မှာနယ်သာလန်ရဲ့ကစားပုံကိုကြည့်ပြီးတော့တယောက်တည်းကိုပဲစစ်ကျူးရမယ်ဆိုရင် frame bomb တယောက်တည်းကိုပဲကျွန်တော်တို့စစ်ကျူးရမယ်နှစ်ယောက်ကိုစစ်ကျူးရမယ်ဆိုရင် frame bomb Cody Gabbo သုံးယောက်ဆိုရင် frame bomb Cody Gabbo Dion လေးယောက်ဆိုရင် Bajer Bandai အဲ့ဒီကစားသမားတွေတော်တော်လေးကောင်းခဲ့တယ်အနိုင်ရခဲ့တဲ့ရက်နဲ့သူတို့စပိန်ဝင်ရှုံးခဲ့တာအဲ့ဒီအချက်ကပဲနယ်သာလန်ကိုကန်ဆိုးစေတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့နယ်သာလန်အသင်းဒီအိမ်ဝင်ကောင်းပြီးတော့အဝေးဝင်ကြရင် စွမ်းဆောင်ရည်ညံ့တဲ့အသင်းတွေထဲမှာပါတယ်။အဝေးဘက်နောက်ဆုံး၃ဝဲကိုကြည့်ရင်ဟန်ဂရီကိုအဝေးဘက်မှာ1-1တရေကစားတယ်။နောက်ဂျာမနီကို1-0နဲ့သလိုရှုံးတယ်။ပြီးတော့ဘော့စနီးယားဟာဇီဂိုဗီနာအဲ့လိုအသင်းမျိုးကိုတော့စပိန်ဟာဒီနယ်သာလန်အသင်းဟာတရေကစားတယ်။ဆိုတော့နယ်သာလန်ဒီအဝေးဘက်ညံ့တယ်ဆိုတော့ကျွန်တော်တို့ထင်သာမြင်သာရှိပါတယ်။ဒီဘောရဖွင့်ထားတဲ့ဂျေးကိုကြည့်တဲ့အခါစပိန်က1.35နဲ့ဘောပေါင်းဂျေးက3.60ဆိုပြီးတော့ပေးထားပါတယ်။ ်ပထမကြော့မှာဖွင့်ခဲ့တဲ့ဂျင်းနဲ့နိုင်ရှင်ကြည့်ရင်ပထမကြော့မှာစပိန်သင်းတွေတရေနှုတ်30ဆိုပြီးတော့ဖွင့်ခဲ့တယ်ဆိုတော့ဒုတိယတော့ဒီအင်ကွင်းပွဲမှာစပိန်သင်း1ပေါင်း80လောက်ထိပြန်ဖွင့်လို့ရပေမဲ့1ပေါင်း35ဆိုတဲ့ဂိုးပေါင်းကြီးတွေတော်တော်လေးပြင်းပြင်းထန်ထန်ရှိပါတယ်ပြီးတော့ကမ္ဘာအဆင့်1နေရာကအတင်းကကမ္ဘာအဆင့်9နေရာကအတင်းကို1ပေါင်း30ဆိုတဲ့ဂျင်းကလည်းပြင်းပါတယ်မိနစ်90အတွင်းမှာနှစ်ဖက်သွင်းဖို့ရှိချင်ရှိလိမ့်မယ်ဆိုတဲ့ဂျေးကိုဖွင့်ပေးထားတယ်အကယ်၍မိနစ်90အတွင်းမှာစပိန်ကလည်းဂိုးသွင်းမယ် နယ်သာလန်ကလည်းကိုသွဲမယ်ဆိုရင်80လောက်ထိပေးထားတာဟာနယ်သာလန်ကိုသွင်းကျင်သွင်းသွားနိုင်တဲ့ဆိုတဲ့ဂျင်းမျိုးစပိန်ဒီမိနစ်90အတွင်းမှာတကြပေါင်းကိုသွဲမယ်ဆိုတဲ့ဂျင်းကိုဖွင့်ပေးထားတယ်။ပထမပိုင်း45မိနစ်မှာလည်းစပိန်ကိုရနိုင်တယ်ဒုတိယပိုင်း45မိနစ်မှာလည်းစပိန်ကိုရနိုင်တယ်ဆိုတဲ့ဂျင်းလည်းထက်ရှိတယ်ဗျ။အဲ့တော့နယ်သာလန်ဒီနောက်ဆုံးကစားခဲ့တဲ့ဝေဖန်ပွဲတွေမှာဟန်ဂေရီကသူတို့ကိုသွင်းနိုင်တယ်ဘော့စနီးယားကိုသူတို့ကိုသွင်းနိုင်တယ်ဆိုပေမဲ့ဂျာမနီနဲ့ပွဲမှာတော့ဒေသင်းကဘုံမသွင်းနိုင်ဘူးဗျ။ဟိုကိုသွင်းနိုင်တဲ့ပွဲတွေမှာလည်းတကူတကူပဲသွင်းခဲ့တာဆိုတော့ နယ်သာလန်သင်းစီကဂိုးမျှော်ရမယ်ဆိုရင်တော့နည်းနည်းလေးခက်ခဲမယ်လို့ကျွန်တော်ထင်တယ်ဗျ။ဒါကြတော့နယ်သာလန်သာဒီပွဲမှာဂိုးရမယ်ဆိုရင်ဒီပွဲဒီဂိုးပေါင်းအပေါ်ကိုရောက်နိုင်တယ်။နယ်သာလန်ဂိုးမရဘူးဆိုရင်ဂိုးပေါ်ကိုခက်မယ်။အဲ့တော့ဒီညမှာကစားမယ်ဒီ UEFA Nation League ရဲ့ Quarter Final ပွဲတွေကိုတရိုက်ကြည့်ပြီးတော့စိတ်ကြိုက်ကစားကြတယ်ဆိုရင်ရိုးရာဆိုတဲ့အဖွဲ့ကိုဆက်သွယ်နိုင်ပါလား။အပေါင်းကောကိုခွန်ကိုငါချက်တော်ညာလက်နဲ့တုံးတဲ့ကိုဆက်သွယ်ပြီးတော့ကြာသလောက်တဲ့ကြိုက်သလောက်ပမာဏအထိထုတ်ယူနိုင်ပါပြီဗျာ။ ဲ့တော့ဒီစပိန်နဲ့နယ်သာလန်ရဲ့ဒုတိယအကြော့ပွဲမှာကျွန်တော်ရဲ့ရွေးချယ်မှုတွေစပိန်အသင်းရဲ့ဘော်ဒီတကြောင်နဲ့ဖြစ်ပါတယ်ဗျာ။ဆုံးနေလိုက်ပါတချို့နောက်တော့ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ချင်းပြန်ဆုံးအေးချမ်းပါစေ။အာတမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။